ရှင်စွာဘုရားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါれကျွန်တို့အားလုံးဒီစဉ်သက်တာမှာဆောင်းဆိုင်ရခြင်းကိုမျိုးစုံကြုံတွေ့ရပါれကာပိတ်နေလို့ဆောင်းရတာစတောက်ဆိုင်မှာ အစားအစာတပွဲရဖို့ဆောင်းရတာကိုလိုချင်တဲ့အရာတခုဖြစ်မလာသေးလို့ဆောင်းရတာတွေရှိပါれဒီလိုဆောင်းဆိုင်ရတဲ့အခါကျွန်တို့ရဲ့တုံ့ပြန်မှုကဘလို့ဖြစ်လာလိမ့်ရှိပါသလဲ တခါတလေဆောင်းရတာစိတ်မရှိခြင်းကြောင့်ဒေါသတွေထွက်ပြီးစိတ်ပူလောင်ရတာမျိုးခံစားရတတ်ပါသလားစိတ်မရှိခြင်းစိတ်လောခြင်းကကျွန်ုပ်တို့အတွက်ယောဂတစ်ခုလိုပါပဲအခုချက်ချင်းအပြေလိုခြင်းနဲ့အခုချက်ချင်းအောင်မြင်ခြင်းနဲ့ဒါပေမဲ့တမချန်းစာက ကျွန်ုပ်တို့ကိုလုံးဝဆန့်ကျင်ဘက်လမ်းတစ်ခုကိုညွှန်ပြနေပါတယ် အဲ့ဒါကတော့စိတ်ရှိတည်ခံခြင်းဆိုတဲ့ဝိညာဉ်ရေးရာသီလတစ်ခုပါပဲဒီနေ့မှာတော့စိတ်လောခြင်းကကျွန်ုပ်တို့ရဲ့ကောင်းချီးမင်္ဂလာတွေကိုဘလို့ဖြစ်စည်းဖြစ်နိုင်တယ်လဲစိတ်မှန်တဲ့တည်ခံခြင်းကဘုရားသခင်ရဲ့မျက်နှာတော်နဲ့အောင်မြင်ခြင်းကိုဘလို့ဆောင်ခြင်းပေးနိုင်တယ်လဲဆိုတာကို နှုတ်ကပတ်တော်တွေကကြံချက်တွေနဲ့အတူဆင်ခြင်သွားကြမှာဖြစ်ပါတယ်အဲ့ဒါတကွာဆင်ခြင်ခွန်အားယူကြပါစို့ ပထမဦးစွာစိတ်လောခြင်းမဆောင်ဆိုင်နိုင်ခြင်းကဘလောက်ကြောက်စရာကောင်းတဲ့စိုးချိုးတွေယူဆောင်လာတယ်လဲဆိုတာကိုတမချန်းစာတွေကနေဥပမာနှစ်ခုနဲ့ပြောပြခြင်းပါပဲ။ Israel ပြည်ရှောလူဟာဖိလတိလူမျိုးတွေနဲ့ကြီးမားတဲ့စစ်ပွဲတစ်ခုကိုရင်ဆိုင်နေရပါတယ်။ Professional ဝေလာကကျွန်ုပ်မရောက်မချင်း9ရက်ဆောင်ပါ။ ကျွန်ုပ်ရောက်မှဘုရားသခင်ထံရစ်ပူစော်ပြီးမှစစ်တိုက်ပါလို့အတိအလင်းမိန့်မခဲ့ပါတယ်။ဒါပေမဲ့ခုနှစ်ရက်မြောက်နေ့မှာရှင်မွေလာကနောက်ကျနေခဲ့တယ်။ရှောလူရဲ့စစ်သားတွေကကြောက်ရွံ့ပြီးစတင်ထွက်ပြေးကြပါပြီ။အဲ့ဒီချိန်မှာရှောလူဟာစိတ်လောလာပါတယ်။ဖီးအားတွေလည်းညာလာပါတယ်။ မဖြစ်တော်ဘူးဆိုပြီးဘယင်လောက်ခွင့်မရှိတဲ့ရစ်ပူစောခြင်းအမှုကို ကိုယ်တိုင်ဝင်လောက်လိုက်ပါလေ။တိတ်မကြခင်ပါပဲ။ရှမွေလာဟာ ပြန်ရောက်လာခဲ့ပါတယ်။ထိုကရှမွေလာကရောလူကိုအခုလိုပဲပြောခဲ့ပါတယ်။ဓမ္မရာဇဝင်ပထမဆောင် အခန်းကြီး73အငယ်73 74မှာယခုမူကသီအာနာမတီးယား ။ထာဝရဘုရားသည်စေနှလုံးတော်နှင့်ညီညွတ်တော်သူကိုရှာတော်မူ၏။ထိုသူသည်လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းကထာဝရဘုရားမိန်တော်မူ၏။အကြောင်းမူကားသင်သည်ထာဝရဘုရားမှားထားတော်မူသည့်အတိုင်းမကျင့်ဦးလျှော်လူအားဆိုပြီးသည်ထာဝရဤလကာလမြို့မှာပင်ရမင်ခိုင်ကိဗာမြို့သို့သွား၏ ရှောင်းတို့သည်မိမိ၌ရှိသောသူတို့ကိုရေတွက်၍600ခန်းများရှိ၏လို့ဆိုထားပါတယ်။နိုင်ပိုင်းတော့စိတ်မရှိနိုင်ခဲ့တဲ့ဖျားခင်ရဲ့အချင်းကိုမဆောင်နိုင်ခဲ့တဲ့စိန်လောချင်းတစ်ခုတည်းနဲ့ရှောင်းတို့ဟာသူ့ရဲ့နိုင်ငံတော်တစ်ခုလုံးကို ဆုံးရှုံးသွားခဲ့ပါတယ်။နောက်ထပ်ဥပမာကတော့အာဗြဟံရဲ့အကြောင်းဖြစ်ပါတယ် ဒီဥမာကဘူးလို့လောင်ကြောက်เสียကောင်းပါတယ်ဘုရားသခင်ကအာဗြဟံကိုကောင်းငင်ကကျေရီလို့တလက်လက်တောက်ပနေတဲ့မျိုးဆက်ကိုပေးမယ်လို့ကတိတော်ပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့စောင့်ရပါတယ်။အာဗြဟံကအသက်85နဲ့ဆာရာက အသက်85နဲ့ရောက်တဲ့အချိန်ကိုဝင်ရှိမလာပဲကတိတော်ကမပြေဆုံးလာသေးပါဘူး။ အဲ့ဒီမှာရင်သူတို့ရဲ့စိတ်ရှိခြင်းကုံဆုံးသွားပြီးလူအကျန်စီကဝင်ရောက်လာပါတယ်။ဆာရာကဖျက်ခင်ကကျမကိုသာသမီမပေးဘူးထင်ပါတယ်။ကျမရဲ့ဂျွန်မဟာဂရနဲ့သာသမီရယူပါတော့လို့သူယောက်ျားကို အကျံပေးခဲ့ပါတော့တယ်။အာဗြဟံကဖျက်ခင်ရဲ့ဂရိတော်ကိုဆံမဆောင်တော့ပဲလူရဲ့အစီအစဉ်နောက်ကိုလိုက်သွားခဲ့ပါတယ်။ အဲ့ဒီစိတ်လောတဲ့ဆုံးဖြတ်ချက်ကနေအစ်မေလာဆိုတဲ့တားတယောက်ကိုမွေးဖွားလာခဲ့ပါတယ်အဲ့ဒီလူအစီအစဉ်နဲ့မွေးဖွားလာတဲ့အစ်မေလာရဲ့မျိုးဆက်နဲ့နောက်ထပ်14နှစ်ကြာမှ ဖျားခင်ရဲ့ဂတိတော်အတိုင်းအံ့ဩဖွေရာ မွေးဖွားလာမဲ့ဤဆက်ရဲ့မျိုးဆက်ဟာဒီနေ့ကျွန်ုပ်တို့ကမ္ဘာသတင်းတွေမှာတွေ့နေရတဲ့နှစ်ပေါင်းထောင်ချီကြာမြင့်နေပြီဖြစ်တဲ့မပြီးဆုံးနိုင်တဲ့ပရိပခာရဲ့ဝမ်းနည်းစရာ အစာပြိုရာ ဖြစ်လာခဲ့ပါတယ်။စိတ်တော်ချင်းကကိုတသက်တာအတွက်တာမကမျိုးဆက်ပေါင်းများစွာအတွက်ချိန်ချင်းအမင်္ဂလာနာခြင်းမှုကို မျိုးစိတ်ချပေးနိုင်ပါတယ်။တမကျန်းစာကပြောတယ်စိတ်ရှိတီးခန့်ခြင်းဆိုတာဟာလမ်းမိုင်ချပြီးဘာမှမလုပ်ဘဲထိုင်ဆောင်နေတာကိုဆိုလိုတာမဟုတ်ပါဘူး။စိတ်ရှိတီးခန့်ခြင်းဆိုတာဖျားခင်ရဲ့အချိန်ကိုယုံကြည်ခြင်းကိုယ်ရဲ့ဂရီတော်ကိုဆွဲကင်ထားခြင်း ကိုယ်တော်လုံလုံနေချိန်မှာမိမိရဲ့စိတ်သဘောထားကိုမှန်ကန်အောင်ထိန်းသိမ်းခြင်းဖြစ်ပါတယ်။အဲ့အရာကိုတော့ဂလာတိဩဝါဒစာအခန်းကြီးကအငယ်22ထဲမှာဝိညာဉ်ပဂတိဤအကျိုးမူကချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းလို့ဆိုထားပါတယ်။ ိခံခြင်းကကျွန်ုပ်တို့စူးစမ်းမွေးမြူလို့ရတဲ့အရာ မဟုတ်ပါဘူး။ဒါဟာကျွန်ုပ်တို့ဘုရားခင်နဲ့ဤကက်စွာ အသက်ရှင်တဲ့အခါတန်ရှင်သောဝိညာဉ်တော်ကကျွန်ုပ်တို့အတွင်းမှာတည်ပွင့်စေတဲ့အသေးတစ်ခုဖြစ်ပါတယ်။သင်ကဘုရားသခင်ရဲ့ဂရုတော်တစ်ခုခုကိုစောင့်မျှော်နေရပါသလားတိခံခြင်းရဲ့အဆုံးမှာ ကြီးမားတဲ့ဆုလက်နဲ့ ဘုရားသခင်ရဲ့မျက်နှာသားတော်ရှိနေပါတယ်။ဥပမာအနေနဲ့ဒါဝိရဲ့အကြောင်းကိုပြောပြချင်ပါတယ်။လူငယ်လေးဒါဝိကို Professor Moila ကဘယင်းအဖြစ်ပိတ်သိပ်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်နေ့မှာဒါဝိကနန်းတော်ဘုကိုတက်ရောက်သွားတာမဟုတ်ပါဘူး။သူဟာသူ့ကိုတပ်ဖို့ကြိုးစားနေတဲ့ဘယင်ရှောလူစီကလည်းနှစ်ပေါင်းများစွာ ထွက်ပြေးပုန်းရှောင်ခဲ့ရပါတယ်။ ဒါဝိမှာရှောလုကိုတတ်ပြီးထင်းနှံကိုစိတ်လောပြီးယူနိုင်မဲ့ခွင့်ရအနည်းဆုံးနှစ်ကြိမ်ရရှိခဲ့ပါတယ်။ဒါပေမဲ့ဒါဝိမလုပ်ခင်လေဆိုရင်တော့ဘုရားသခင်ပိတ်သိပ်ပေးထားတဲ့သူကိုငါမထိခိုက်ဘူး။ဘုရားသခင်ရဲ့အချိန်ကိုငါဆောင်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။သူရဲ့ဆိတ်ရှိတီခံခြင်းဘုရားသခင်ရဲ့အချိန်ကိုလေးစားခြင်းကြောင့်ဘုရားသခင်က သူ့ကို ငါဤစိတ်နှလုံးနဲ့တွေ့တော်သူလို့ခေါ်ပြီးသူရဲ့ထိနှံကိုထာဝရတည်မြဲစေခဲ့ပါတယ်။ဒါဟာစစ်မှန်တဲ့အောင်မြင်ခြင်းနဲ့ဘုရားသခင်ရဲ့မျက်နှာတော်ပါပဲ။ဒီနေ့ကျွန်ုပ်တို့ဆင်ခြင်ခဲ့တဲ့အရာတွေကို အနစ်ချုံရရင်တော့စိတ်လောချင်းကဘုရားသခင်ရဲ့အစီအစဉ်ကိုဖျက်ဆီးပြီးဖျက်ဆီးခြင်းလမ်းကို ရောက်ရှိစေနိုင်ပါတယ်။ ဆိတ်ရှည်တီးခန့်ခြင်းကတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကို ဖြစ်လာစေပြီးဖျားသခင်ရဲ့မျက်နှာတော်နဲ့စစ်မှန်တဲ့အောင်မြင်ခြင်းကို ဆောင်ခြင်းပေးပါတယ်။သင်ခုဘာကိုဆောင်ဆိုင်နေရပါသလဲ။သင်ရဲ့အလုံးအိမ်တော်ကြီးကျမ်းမာကြီးဓမ္မမဟုတ်ဝိညာဉ်ရေးရာအောင်မြင်မှုတစ်ခုခုလား။စင်လောပါနဲ့ဖျားသခင်ရဲ့အချင်းကိုယုံကြည်ပါ။ ဆောင်ဆိုင်နေတဲ့ကာလအတွင်းမှာတင့်ရဲ့စိတ်ဘောထားကိုမှန်ကန်စေပါဖခင်ဟာအလုံးလုံးနေဆဲဖြစ်ပြီးအကောင်းဆုံးသောအချိန်မှာတင့်အတွက်ဂရုတော်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီး ဆိတ်ရှိတိခန့်ခြင်းနဲ့ပတ်သက်တဲ့မိမိတို့ကြိုက်နေတဲ့ကြမ်းချက်တစ်ပိုက်ကို comment မှာ ဝေမျှပေးသွားဖို့ဖိတ်ခေါ်ပါရစေ။အချိန်ပေးနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်။အားလုံးပေါ်မှာဖျားခင်ရဲ့စုံလင်တော်ဂရုတော်မင်္ဂလာများတက်ရောက်ပါစေ။အာမင်။